ဘုန်းကြီးတွေကတို့များများတွေကအကြောင်းရှင်းမသွားကြပင်နဲ့အကျိုးရှင်းခေါ်တာပေါ့ဗျာအဲ့ဒါတွေလုံရင်းလုံရင်းနဲ့တခါတည်းကိုယ်ကပြောတယ်မြောက်ပြဆန်တောင်းအဆင့်တွေဖြစ်လာတာပါ မင်္ဂလာပါဖုရားအရှင်ဖုရားတက်ရှိကြမှာပါစေတပည့်တော်အားမေကိုမေလျှောက်ခွင့်ပြုပါဖုရားတပည့်တော်မေးချင်တိချင်တဲ့အကြောင်းအရာလေးကတော့အခုမြန်မာနိုင်ငံမှာမန္တလေးပြည်ကြီးတစ်ခုမှာရှိတဲ့ YGW မိဘမဲ့ကြောင့်ကိုလူတန်းနေရတဲ့တူတော်များများကပြောကြနေပါတယ်ဖုရားအတန်လဲထွက်နေပါတယ်ဖုရားသူတို့တွေဟာအလူတွေလိုက်ခံပါတယ်ဖုရားမရခင်ကတော့ငွေလက်ခံရရှိကြောင်းမှတ်တမ်းပေးမယ်ဘာလို့ပေးမယ်ညာလို့ပေးမယ်ဆိုပြီးတော့အလူငွေရပေးရင်တော့တောင်းတာတောင်မှတောင်းတောင်းထား လာလေးကိုပေးဖို့နေနေတာစာကိုတော့မပြန်ကြတော့တဲ့အနေအထားတွေအများအပြားရှိလာပါတယ်ဗျာသူတို့တင်တဲ့ပို့တွေမှာဝေဖန်ထောက်ပြတဲ့မန့်တွေကိုဖျက်ပြီးသူတို့ကိုထောက်ခံတဲ့မန့်နေတာထားပါတယ်ဗျာကြံတဲ့အထောက်ထားတွေလည်းအများကြီးရှိပါတယ်ဗျာကလေးတွေမှာမနေ့ဖြန်စာတစ်ဘက်ခါစာမရှိတော့ဘူးဆိုပြီးမျက်ရည်ချူအတနာခံကလေးတွေကိုဗန်းပြပြီးလှုပ်ရှားနေတယ်ဆိုတာတော်တော်များများသိနေပါပြီဗျာတချို့ကလေးလေးတွေကချစ်စရာကောင်းတဲ့အတွက်ကြောင့်မလို့အများပြည်သူမွေးစားချင်တဲ့သူရှိရင်တောင်မှမပေးပါဘူးဗျာဒါဟာလေကြားဖြန့်တ ်မျိုးပါပဲဗျာရုံမျက်နဲ့မင်းအောင်လိုင်းကဒါမျိုးကြတော့သူနဲ့အကျင့်စရိုက်သူမို့လို့ထင်တယ်ဗျာမျက်ကွယ်ပြုတ်နေပါတယ်ဗျာလက်ရှိမြန်မာနိုင်ငံတွင်းမှာရုံမျက်နဲ့မင်းအောင်လိုင်းအားပေးတဲ့ဘုံကြီးတွေကအကျင့်ပြည့်ုံဒါမကရုံမှာအောက်တန်းကျနေပါ ਈ ဗျာဒါကိုပြည်သူတို့ကလည်းသူတို့ဘာသာဘာလို့လို့ငါတို့လူတာငါတို့စေတနာတင်ငန်းယုံထားလားငရေကြီးမယ်မပြောကြနဲ့ဆိုပြီးမှဒီလိုဘုံကြီးတွေကိုအားပေးအားမြောက်ရအတိညာနဲ့တဲ့ပြည်သူတွေလည်းအများကြီးပါပဲဗျာပျက်စီးတဲ့ပျက်စီးနေတဲ့မြန်မာနိုင်ငံကြီးကိုဘာသာတော်တော်ဗန်းပြ ပြီးလှုပ်ရှားနေကြပါလေဖေ။အဲဒီလိုဘုံကြီးတွေကြောင့်ဖြစ်နေတာအရှင်ဖေ။တပည့်တော်မြန်မာနိုင်ငံကြီးရဲ့အဲအရှိအနာဂတ်တွေမှာဒီလိုမျိုးပုံစံကြီးနဲ့ရှေ့ဆက်သွားမယ်ဆိုဖြစ်တင်ရလားအရှင်ဖေ။ဟုတ်ကဲ့ပါမေကမေချောင်းပြည်တွေကြောင့်ကျေးဇူးအများကြီးတင်ပါတယ်။ဒီကျောင်းနဲ့ပတ်သက်ပြီးတော့အဲ့တော့များများလေးပဲ online နေပေါ်မှာခဏခဏနော်ဝေဖန်ကြတယ်ပြောကြတယ်ရေးကြတယ် အဲဒီတက်ငင်မရင်းကိစ္စတွေပါတရင်နေတော်များများအလူပြန်တဲ့ဥစ္စာတွေပါဦးဇင်းတို့ဒါဖတ်ရတော့ပေါ့နော်တော်တော်ပြဒနာတွေဖြစ်တဲ့အရာပါအဲတော့ဦးဇင်းတို့ဘယင်းစစ်တော်အမြင့်မြေကဆိုတဲ့အတိုင်းပေါ့ဗျာဦးဇင်းတို့ကဗုဒ္ဓရဲ့လမ်းစဉ်ဟိဆိုတာအကျိုးတွေရှင်းတဲ့လမ်းစဉ်မဟုတ်ပါဘူးအကြောင်းရှင်းတဲ့လမ်းစဉ်ပေါ့နော်ဒီနေ့မြန်မာပြည်မှာ ဒီလိုပြဿနာတွေဘာကြောင့်ဖြစ်တာဖြစ်လာတယ်လဲနော်အဲ့တော့ယနေ့တော့ဦးဇင်းတို့ဘုန်းကြီးတွေကတော်များများတွေကအကြောင်းရှင်းမသွားကြဘဲနဲ့အကျိုးရှင်းခေါ်တာပေါ့ဗျာအဲ့ဒါတွေလုံရင်းလုံရင်းနဲ့တခါတည်းကတော့ပြောတယ်မြောက်ပြဆန်တောင်းအဆင့်တွေဖြစ်လာတာပဲအဲ့တော့ဘုရားကဘာပြောတယ်လဲဟေ့ဆိုတော့ဥပမာအနေနဲ့ပေးထားတာရှိပါတယ်နော်ခွေးတွေကဘဲနဲ့ပြစ်တယ်ဟေ့ဆိုလို့ရှိရင်အကျိုးဖြစ်တဲ့ဘဲတုံးတွေကိုပဲကြိုက် ဒါကြောင့်တို့ခရင်ဒီမီးဖုတ်ပြီးပေးလိုက်ရင်လည်းခရင်ဒီတွားပြီးကြိုက်တိုက်တဲ့အခါမှာတွားတွေပါကျွတ်သွားဒါအကျိုးရှင်းနေရှင်းတယ်များကြတော့များနဲ့ပြည့်ရင်များတွေခဲတုံးတွေလိုက်မကြိုက်ပါပြည့်တဲ့ရန်သူအကြောင်းကိုပဲရှာပြီးတော့ရှင်းလိုက်တဲ့အခါမှာရန်သူမရှိရင်ခေါင်းကပြောခဲ့တဲ့အကျိုးဒီဟူတော့ဒုက္ခဆင်းရဲတွေမလာပါဘူး ယနေ့မြန်မာပြည်ရဲ့အခြေအနေကဘာဖြစ်နေတာလဲဟေ့ဆိုရင်1962ခုနှစ်တည်းကအာနာတိမ့်လိုက်တဲ့အခါမှာလူရီယာတပြည့်ပြည့်နဲ့ခုနပြောခဲ့တဲ့ပညာရေးတွေနော်နှိမ့်ကြသွားတယ်ပျက်စီးသွားတယ်စီပါရီတွေနှိမ့်ကြသွားတယ်ပျက်စီးသွားတယ်အသိဉာဏ်တွေနှိမ့်ကြသွားတယ်ပျက်စီးသွားတယ်နော်ဘာသာရေးအသိတွေပျက်စီးသွားတယ်လူမှုရေးအသိတွေပျက်စီးသွားတယ်မမင်ကန်ကန်မစင်းစားနိုင်ကြတော့ဘူး ဲ့တော့ဘာဖြစ်လာလဲရေးဆိုတော့ခဏကပြောခဲ့တဲ့စင်းရင်မွေးသည်လာတဲ့ကမှာဒီလိုခဏကပြောခဲ့တဲ့ကူရမဲ့ကလေးတွေပေါ်ပေါက်လာဒါလည်းပဲတကယ်တမ်းရေးဆိုရင်သူတို့လုပ်ချင်တဲ့ရေးဆိုရင်လူထွက်ပေါ့နော်အခုကတကြီးမသူကမှကလေးမလေးတွေလတ်လတ်လေးတွေကိုသူတို့ကိုယ်တိုင်ပေါင်ဖို့တင်လိုက်နော်ချင်းလောင်နေတဲ့မှာတကယ်ကိုမှဒါအမြင်မတင်တော်တဲ့ကိစ္စတွေပဲဦးဇင်းတို့ရန်တော်တွေဟေ့ဆိုတာ နော်ဝီနိတ္တကဘုတ်တွေစီးမြင်းနေရှိတာပဲဒါတွေကလုံးဝမလုံးရတာဘုရောဒီဒီကလေးမလေးတွေကိုတခါတည်း online ပေါ်မှာအစနော်ဖတ်နှမ်းပြတာယူရပြတာနော်အကုန်လုံးဒါလေးတွေနဲ့တခါတည်းပြပြီးတော့ခဏကပြေကလေးမိခွန်းရှင်နေမိသွားတယ်လို့လုတ်ကြတာမျိုးတွေဖြစ်လာတကယ်စနစ်ချင်းဆိုတာဟာကြတော့ဒီကိုယ်တော်တွေလုတ်ကြလားရေဆိုမလုတ်ကြဘောင်းလေဆိုတိုင်းပြည်ကြီးကစနစ်တွေချင်းသွားလို့ပညာရေးတွေမြင့်မင်းစီးပွားရေးတွေမြင့်မင်း နော်အဆက်ဆက်ရရအကုန်လုံးမြင့်မယ်ဟေးဆိုရင်သူတို့မြောက်ပြဆန်တောင်းအလုံးလုံးလို့မြင်ကြတော့အဲ့တော့တကယ်အရေးကြီးတဲ့အကြောင်းရှင်းဖြစ်ရမယ်နော်အာနာရှင်နေကြောင်းဖြစ်နေတဲ့စနစ်ကိုချိန်မှုကြတော့မလုပ်ကြဒါဒီလိုစည်ရမွေးတည်မှုတွေဖြစ်လာတာဟာနော်နေဝင်းကနေစပြီးတော့အာနာတိန်လိုက်တဲ့အတွက်ကြောင့်တိုင်းပြည်ဟာစောက်ထိုးမိုးမြော်ဖြစ်ကုန်တာပဲအဲ့တော့တိုင်းပြည်ကတော့စည်ရသွားတယ်အာနာတိန်ကြတဲ့စစ်ဘုံကျုပ်တွေကတော့ မြေဆိုရင်လည်းလက်ညှိုးထိုးမလဲဧက300 900နော်တိုင်းမြေတရားစာတတ်မှန်တယ်များကြရင်လည်းပဲအကုန်လုံးစင်းမရှိအင်းမရှိအကုန်လုံးဘုံလိုက်တဲ့အတွက်ကြောင့်သားစဉ်မြေဆက်နော်ယနေ့အေးနေဝင်းတို့တွက်ကြည့်လိုက်လေဘာလုံးလုံးလဲနေဝင်းရဲ့မြေတွေနော်ဗန်းနေအောင်ပိုင်ပြီးတော့တခါတည်းချမ်းသာနေတယ်တူဖေးတူဖူးခိုးထားတယ်ဟာသားစဉ်မြေဖိုးလာဖိုးလာပြီနော်ဦးစင်းကတော့ဖိုးလောက်လန်းခေါ်တာပေါ့အဲ့ဒီကောင်တွေကဘာလုံးလဲဘာမလုပ်ပဲနေချမ်းသာနေကြတာ အဲ့လိုဒူဒူတာရမီတွေအကုန်လုံးတွားကြည့်စစ်ဖို့ရုပ်တွေရဲ့တာရမီတွေမှန်တယ်များအကုန်လုံးခရိုနီတထေးတွေအကုန်လုံးဖြစ်ကုန်ကြတာဒီလိုကတော့စားစရာမရှိတော့ဘူးเนาะအခုလေနိုင်ငံကတွေထွက်ရအခုကားမောက်ပြီးတော့တေဆုံเนาะရတဲ့လမ်းတွေနဲ့တက်လာတော့တခါအဖမ်းခံရပြန်ဖို့ဟိုးပေါ်တာတွေလည်းပါဘုန်းကြီးတွေကတကယ်ဒီပြည်သူလူထုတွေရဲ့ဒုက္ခငြိမ့်စေခြင်းနဲ့ဟေးဆိုရင်ဒီစနစ်ဆိုးဖြစ်တဲ့เนาะ အကြောင်းရင်းမှန်အာနာရှင်နေနေကုန်းချုပ်မှာဒီစနစ်ဆိုးနေကုန်းချုပ်မှာအလုံးသိနေတာပဲဒါကိုကျတော့မလုပ်ကြဘူးမဟောကြဘူးမပြောကြဘူးခွေးသေးတော့ကင်ကြီးဖြစ်တဲ့နော်အကျိုးရှင်းကြီးပဲလုပ်နေကြတာအကျိုးတော်တကယ်ရှင်းလားဆိုတော့မဟုတ်ဘူးအကျိုးကလည်းပဲသူတို့ကအကြောင်းလေးပြထားပြီးတော့ရောက်ရစံတောင်းနေများကြတာပဲနော်ယနေ့ပရာဟိတဟေးဆိုပြီးအမိခံနေတဲ့လူတွေကြည့်ကြည့်သူတို့ကတော့အမလီကားကောင်းသားနော်ဖုံးဆိုလို့ရှိရင်လည်း နောက်ဆုံး update တွေနဲ့နော်70တို့တခါတည်းအကုန်လုံးနေနေဖြစ်လာတာပဲတခါတည်းသူတို့ကကပြေခဲ့တဲ့ဘာလုပ်တယ်ရေးဆိုဘာမှလည်းကိုနေကပြေခဲ့တဲ့အကြောင်းရှင်ဖြစ်တဲ့အာနာရှင်ဏီကုန်းချုပ်ရေးကြတော့ပြောလာဆိုမပြောဘူးဒါကြတော့သူတို့ထိမှကြောက်တယ်အသိခံမှကြောက်တယ်ထောင်ကြခံမှကြောက်တယ် ਨੇ အကြောင်းရှင်ကြတော့အနာမခံညီညတော့ဘူးအကျိုးရှင်ဖြစ်တဲ့ခွေးကလေးတော့ကြိုက်နေပဲတော့ကြတယ်နော်ရှင်နေများကဲတို့အကြောင်းရှင်ဖြစ်တဲ့ရန်သူ နော်တရိုင်းပြည်လုံးရဲ့ဘုံရံသူကစစ်အာဏာရှင်ပဲဒါကိုဖယ်ရှားလိုက်မှဥစဉ်တို့ကောင်းလာမှာလေဥစဉ်တို့တောင်ကိုရီးယားနိုင်ငံဟာအာဏာရှင်ကိုဖယ်ရှားလိုက်တဲ့အတွက်ကြောင့်အာဏာရှင်စနစ်ညီကုန်းချုပ်သွားတဲ့အခါမှာသူတို့ဒီနေ့စနစ်ကောင်းတဲ့ဒီမိုကရေစီနဲ့ကမ္ဘာမှာတောင်ကိုရီးယားရဲ့လို့ဂုံယူဝင်ထယ်လာတာပဲဒါပါလေဆိုသူတို့တနိုင်ငံလုံးကအကြောင်းရှင်းမှန်လိုက်လို့ပဲအခုတော့ဥစဉ်တို့ကအကြောင်းမရှင်းမြဲနဲ့ ပေါင်းပြီးတော့ဒီကောင်တွေရဲ့အလိုကြပေါ့ဗျာနော်အာနာရှင်လည်းပဲဓာမျိုးတွေသူတို့ပတ်စံတော်ထုတ်ပေးအောင်မယ်လीလို့နော်ဒီလိုနေကြဘာယူမလားမိမယူမလားဘာယူမလဲနှလုံးသုံးလုံးဘောလုံးအကုန်လုံးဘောဆိုသူတို့အာနာကိုလာမထင်ပြီးရောသူတို့ခုံလာမထင်ပြီးရောဒီလူတွေဓာတွေနဲ့ပဲလမ်းလွဲထားတာမင်းတို့အဲ့ဒါနဲ့ပြောနော်မင်းတို့အဲ့ပရိဒဟိဆိုတဲ့ကောင်းစီလေးနဲ့ပြောမင်းတို့အဲ့လိုမျိုးဟိုနေ့ဖြစ်လူတွေဆွဲဆောင်ထားလိုက်တာတကယ်တမ်းကြတော့ ခွင်းနဲ့ပြောခဲ့တဲ့အကြောင်းရှင်းနေနဲ့လုံမှာပညာရေးတွေကျမ်းမာရေးတွေစီးပွားရေးတွေလူမှုရေးတွေပါရာရေးတွေအသိတွေအကုန်လုံးမြင်မလာမှာအခုဆိုရင်ကမ္ဘာပေါ်မှာဦးဇင်းတို့ရဲ့နိုင်ငံလူနိုင်ငံသားတွေဟာတခေတ်ဦးဇင်းတို့ဟိုအောက်ဆုံးအဆင့်နေရောက်ကုန်ကြပြီနော်တကယ်နိုင်ငံအတွက်အင်မတန်အာဏာကြီးတဲ့ကိစ္စပဲဒါကြောင့်ဦးဇင်းနေနဲ့ဖြေချားပေးလို့တာကတော့အားလုံးကလေကိုယ်ပိုင်ကောင်းနေနဲ့စဉ်းစားပါငါတို့ကအကြောင်းရှင်းနေလားအကျိုးရှင်းနေတာလား နော်ခဏကပြောကြတယ်ပရိဒဗန်းပြပြီးမြောက်ပြစံတောင်းနေတာလားဒါတွေကစနစ်တကျအားလုံးကတည်တည်ချာချာကိုပိန်ကောင်းနေနဲ့စဉ်းစားကြပါအကြောင်းရှင်းဖြစ်တဲ့တိုင်းပြည်လုံးရဲ့ဘုံရန်သူမိษาကောင်မရောက်နိုင်လို့အုပ်စုမရှိတော့မှဒီစနစ်စိုးနေကုန်ချုပ်သွားမှဝင်းစင်းတို့လည်းပဲကိုရပြေတဲ့တောင်ကိုရီးယားတို့လိုအခြားရှိသည့်ဖြင့်ဒီစနစ်စိုးအောက်ကလွတ်သွားတဲ့နိုင်ငံတွေလိုမိမိတို့လည်းပဲအောင်မြင်မြင်နဲ့နော်ကျဉ်းကျဉ်းမာမာနဲ့ငြင်းကြံတဲ့တိုင်းပြည်ကြီးတစ်ခု ကမ္ဘာမှာပြန်လည်ဝင့်ချေတဲ့တိုင်းပြည်တခုဖြစ်လာပါလိမ့်မယ်လို့ဖြေကြပေးပါကျေးဇူးတင်ပါ